ပြည်သူများအားလုံးပဲမင်္ဂလာခင်ဗျာကာနာကိုအရေးနိုင်ခဲ့တဲ့ step ကတော့ကာနာနဲ့စိတ်မကြေပဲပြန်ထိုးခွင့်ပေးပါနောက်ပွဲမှာပိုကောင်းအောင်ကျမလုပ်ပြမယ်ဆိုပြီးတော့ထုတ်ပြောလိုက်ပါပြီခင်ဗျာဟုတ်ကဲ့ Time Fighter မလေး Stamp Fighters နဲ့ German Fighter မလေးကာနာတို့ကို1173ပြန်ပွဲကြီးမှာအတံပွေတန်း Kickboxing ပွဲစဉ်ဖြစ်ပွဲတင်ပေးခဲ့ပါတယ်ခင်ဗျာဒီပွဲစဉ်ဟာ Stamp အတွက်1တကြော့ပြန်ပွဲစဉ်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့နှစ်နှစ်ခွဲကျော်ကာလအတွင်းမှာ Stamp ဟာ ဒဏ်ရာပြဿနာကြောင့်ပွဲလုံးဝမထိုးရဘဲနဲ့အနားယူနေခဲ့ရလို့ပါပဲပွဲထိုးစင်မီတက်ကိုတက်လာတဲ့အချိန်မှာစတမ်ကအဲ့နော် မာလာ16အနေနဲ့လဲသူ့ရဲ့မွေးနေ့ဖြစ်နေတော့မွေးနေ့မှာနိုင်ပွဲနဲ့အတူဝမ်ပရိသတ်တွေအတွက်စိတ်ကျင်းတဲ့စရာတွေဖန်တီးပေးခြင်းတယ်လို့ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်ဒါပေမဲ့ငန်းချက်နဲ့နှမ်းထွက်မကိုက်ဘူးဖြစ်သွားခဲ့ရတယ်ပေါ့လေအဆုံးသတ်မှာတော့စတမ်ဟာအမှတ်ဆုံးပြတ်ချက်နဲ့အေးနေသွားခဲ့ရတယ်ဒါပေမဲ့ ်ဒီပွဲမှာအလဲထိုးမခံရအောင်ကြံ့ကြံ့ခံပြီးပွဲထိုးသွားတဲ့စတက်မြက်စိတ်တက်ကတော့တကယ်ကိုချီချူးကိုကောင်းပါတယ်ကာနာကလည်းရှေ့မှာ117ပြန်ပွဲကြီးတုန်းကဂျမပရိသတ်ရှေ့မှာမှာထိုင်းဖိုင်တာမလေးဖက်ကြီးကြောင်သူရှုံးထားရတယ်ဒီတော့အခု117ပြန်ပွဲကြီးမှာစတက်ကိုထပ်ပြီးတော့ရှုံးလိုက်မယ်ဆိုရင်ဂျမပရိသတ်တွေရဲ့ရှေ့မှာမှာအချက်ပွဲမှာဖြစ်လို့အကောင်းဆုံးပြင်ဆင်ထားခဲ့တယ်ခင်ဗျဒီပွဲမှာကာနာရဲ့အားသာချက်ကတော့စတက်ရဲ့ခွဲစိတ်ထားတဲ့ အဲ့ဒံရထားတဲ့နေရာကိုဖိဖိကန်နိုင်တဲ့ကန်ချက်တွေပဲဖြစ်ပါတယ်ကာနာဟာပထမပွဲကြီးမှာတွင်အဲ့နေရာကိုထိအောင်ကန်ချက်တွေထုတ်နိုင်ခဲ့လို့အဲ့ဒီမှာတွင်အသာစီးရသွားခဲ့ပါတယ်ဒုတိယပွဲကြီးမှာတော့စတက်မှာအကောင်းဆုံးပုံစံနဲ့ပြန်လာခဲ့တယ်ခင်ဗျသူဟာတစ်ချိန်လုံးကစတက်ဆိုတဲ့ပုံစံမျိုးကိုထုတ်ပြခြင်းတဲ့ပုံစံမျိုးနဲ့တိုက်စစ်ဖွင့်ပြီးတော့ကစားသွားခဲ့တယ်ကာနာနောက်ပြန်ဆုတ်ရတယ်ဒါပေမဲ့ကာနာကနေပထမပွဲကြီးမှာ သူ့ရဲ့ဒံရရထားခဲ့တဲ့နေရာကိုရှေ့ကန်ချက်တွေပြစ်လွတ်ထားတာကတတိယပွဲကြီးမှာ step ကိုနည်းနည်းဟန်ချက်ပြတ်သွားစေခဲ့တယ်အထူးသဖြင့်တက်လုံးလည်းကျသွားခဲ့တယ်ဒီတော့ step ခင်းတိုင်းတွန်းပေါတော့နောက်ဆုံးပွဲသိမ်းတော့တယောက်ကတယောက်အလဲမထုတ်နိုင်ဘူးဒီတော့အမတ်ပေးတိုင်လူကြီးရဲ့အဆုံးဖြတ်ကိုခံယူလိုက်ရတယ်အမတ်ပေးတိုင်လူကြီးအားလုံးကကာနာကိုအနိုင်ပေးလိုက်ကြတယ်ပေါ့လေအခုတော့ပွဲပြီးမှ step ကစကားကုံပြောလိုက်ပါပြီအဲ့ဒါကတော့ကာနာနဲ့စိတ်မချေဘဲပြန်ထုတ်ခွင့်ပေးပါနောက်ပွဲမှာပိုကောင်းအောင်ကျွန်မလုပ်ပြမယ်ဆိုတဲ့စကားပဲခင်ဗျဟုတ်ကဲ့ step ပြောတဲ့စကားလေးကို ပြိသက်တွေသိရှိရအောင်အပြည့်စုံလေးဖတ်ပြပေးကြပါရစေ။ဒီပွဲကကျမအတွက်ခက်ခဲပါဗျ။ရှုံးနေကြရင်ပဲအဲ့ရှုံးကနေပြီးသင်ခန်းစာယူနိုင်ဖို့ပဲကျမစိတ်ဖိုက်မြတ်ထားတယ်။ကျမရဲ့စိတ်တပိုင်းဆိုင်ရာမှာယုံကြည်မှုအပြည့်ရှိနေသေးပါပဲ။ဒီပွဲမှာကျမအတွက်ခန္ဓာပိုင်းဆိုင်ရာတွေလိုအပ်ချက်ရှိခဲ့ပါဗျ။အဲ့လိုအပ်ချက်ကိုပြုပြင်နိုင်အောင်ကျမဆက်ပြီးကြိုးစားသွားမှာပါ။ကနာနဲ့စိတ်မကြွယ်ပဲပြန်ထုတ်ခွင့်လဲရကြင်ပါတယ်တကယ်လဲခုဖြစ်အောင်ပါကျမရဲ့လူတိုင်ကလည်း တိုးတက်လာနေပါပြီ။ဒုတိယရှိမှကျမရဲ့အကောင်းဆုံးပုံစံတွေကိုထုတ်ဖော်ပြသနိုင်ခဲ့ပါရယ်။ဒါပေမဲ့တတိယရှိမှကျမတက်လုံကြသွားတယ်။အန်နာဂျီကုံသွားခဲ့တယ်။ဒါကိုကျမဝန်ခံပါရယ်။နှစ်နှစ်ကျော်ကာလကြာပြီးတဲ့နောက်မှာပထမဆုံးပြန်ထုတ်ရပွဲဖြစ်လို့ကျမအနေနဲ့အရင်ပဲစိတ်လှုပ်ရှားနေခဲ့တယ်။ဒါပေမဲ့ရှေ့လာမဲ့ပွဲကိုရောက်ရင်ပိုကောင်းတဲ့စတမ်ကိုအားလုံးမြင်ကြရမှာပါ။အားပေးခဲ့တဲ့ပရိသတ်တွေကိုအရင်ကျေးဇူးတင်ပါတယ်နော်ဆိုတာကတော့စတမ်ပြောသွားခဲ့တဲ့စကားတွေပါပဲခင်ဗျ။ဟုတ်ကဲ့ တန်နဲ့ကာနာကိုဝမ်ဟာစိတ်မကြေဘဲဘလို့ပြန်တယ်ပြင်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်အောင်ပဲရှိပါတယ်ခင်ဗျာကြည့်ရှုအားပေးပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ